ဒေါ်နယ်ထရပ်သမ္မတဖြစ်လာပြီးတဲ့နောက်ပိုင်းမှာခရစ်တိုတွေကအတေပိထအကြဖက်ကိုပဲဥတီနေပါတယ်ဈေးကြရချေအဓိကအကြောင်းကအခေါ်စီးကြတာတွေပါဘေးကွိုင်းတို့အီတာရီယန်တို့ဆိုရင်ပြီးခဲ့တဲ့လတွေနဲ့ရှေ့ကြည့်ရင်သူတို့ရဲ့ဈေးကထဲဝကြီးများတော့ကျသွားပါတယ်အီတာရီယန်ဆိုရင်ဒေါ်လာ၄000ကနေအခုဒေါ်လာ1900ပဲကျပါတော့တယ်ရေးရှိမှာဒီလိုဈေးကြနေရင်ကျွန်တော်တို့ရဲ့ခရစ်တိုတွေအကုန်ဆုံးရှုံးမှုတွေဖြစ်သွားနိုင်ပါတယ်ဒီဗီဒီယိုမှာခရစ်တိုတွေဈေးကြနေရတဲ့အောင်မှဆုံးရှုံးမှုတွေကိုရှင်းချနိုင်ဖို့အတွက်ကျွန်တော်အသုံးပြုနေတဲ့ trading strategy ၅ခုကိုမျှဝေပေး ေးပါမယ်ပထမဆုံးအနေနဲ့ crypto crash ကဘာလဲဆိုတာကိုမသိသေးတဲ့သူတွေအတွက်အရေးပြောပြပေးပါမယ် crypto ဈေးတွေကစက္ကန့်ပိုင်းအတွင်းရုတ်တရက်ထိုးကျတာမျိုးတွေဖြစ်တတ်ပါတယ်ဥပမာ2025မှာ bitcoin ကတသိန်း6000ကနေ30%လောက်ကျသွားခဲ့ပါတယ်ဒီလိုဈေးကျတာတွေက macro economics factor တွေဥပမာငွေကြေးဖောက်ပွားမှုအတူနှုန်းပြောင်းလဲမှုဒါမှမဟုတ် FUD လို့ခေါ်တဲ့ fear and suddenly doubt တို့လိုကြောက်ရွံ့မှုတွေကြောင့်ဖြစ်တတ်ပါတယ်ဒီအချိန်မှာတချို့တွေကသူတို့ရဲ့ assets တွေကိုအလိုတကြီးထောက်ရောက်တတ်ကြပါတယ်ဒါပေမဲ့ ဲ့ဒီအချိန်မှာကျွန်တော်တို့အနေနဲ့မပြစ်မနေထောက်ရောက်ဖို့တော့မလိုအပ်ပါဘူး။ဘာကြောင့်လဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးပါမယ်။ပထမဆုံးနီလန်းကဒေါ်လာ cost average လို့ခေါ်တဲ့ DCA ပါ။ဒါကဈေးတက်နေတာပဲဖြစ်ဖြစ်ဈေးကျနေတာပဲဖြစ်ဖြစ်တက်မှတ်ထားတဲ့ပမာဏနဲ့ပုံမှန်ဝယ်ယူတဲ့နီလန်းပါ။ဥပမာတစ်ပတ်မှာဒေါ်လာ100အသုံးပြုပြီးတော့ဈေးကွယ်ဝယ်မယ်ဆိုရင်ဈေးတက်နေရေးပဲဖြစ်ဖြစ်ဈေးကျနေရေးပဲဖြစ်ဖြစ်ပုံမှန်ဝယ်ယူရမှာပါ။တကယ်လို့ဈေးကျနေရင်ဒီဒေါ်လာ100နဲ့ဈေးကွယ်ဝယ်ရင်ပိုရပါတယ်။ဒါကကျွန်တော်တို့ရဲ့ဝယ်ယူထားတဲ့ကုန်ကျစရိတ်ကိုရှင်းချပေးပြီးတော့ ော့စိတ်ခံစားချက်တွေကြောင့်မဖြစ်မနေရောက်ထုတ်တာမျိုးတွေကိုရှောင်ရှားနိုင်ပါတယ်ဒီလိုဝဲတဲ့အခါမှာလည်းရေးရှိမှာစိတ်ချရတဲ့ coin တွေကိုပဲဦးစားပေးပြီးတော့ဝဲသက်ပါတယ်ဒုတိယနည်းလမ်းက stable coin ပြောင်းတာပါ stable coin ဆိုတာက USDT ဒါမှမဟုတ် USDC လို့ American dollar နဲ့တန်ဖိုးညီထားတဲ့ crypto တွေပါဈေးကြတော့မဲ့အခြေအနေဖြစ်လာပြီဆိုရင် Bitcoin ဒါမှမဟုတ် Ethereum လို့ဈေးအတိအကျကျန်တဲ့ crypto တွေကိုတန်ဖိုးတည်ငြိမ်တဲ့ stable coin အဖြစ်ပြောင်းထားဖို့လိုအပ်ပါတယ်ဒါကကျွန်တော်တို့ SS2 ရဲ့တန်ဖိုးကိုထိထားပေးပြီးတော့ဈေးပြန်တက် င်းတော့မဲ့အခြေအနေဖြစ်လာပြီဆိုရင်အောက်ဈေးနဲ့ပြောင်းဝဲတဲ့အခါအမျက်အစောများများရပါတယ်။ဒါအပြင် stable coin တွေကို Binance လို့ exchange တွေမှာ under ထက်ထားရဲ့ reward တွေရနိုင်ပါသေးတယ်။တာရီယာနီလန်က buy the dip ပါဈေးကြတဲ့အခါရရှိမှာအစီအပြင်မဲ့ crypto တွေကို discount နဲ့ရတော့ဈေးသစ်သာရေးဝယ်ထားပါ။ဥပမာ Bitcoin က2020မှာဒေါ်လာ16000တိကျသွားပေမဲ့2025မှာဒေါ်လာ9300တိပြန်တက်လာခဲ့တာပါ။ဒါကြောင့် Bitcoin, Ethereum ရဲ့ XRP, BAB, Solana တို့လိုရရှိအလားအလာစေတဲ့ crypto တွေ ကိုရုပ်ရဲဆိုရင်ဈေးကျတဲ့အခါမျိုးမှာဝယ်ထားတာကအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီ crypto တွေကတစ်ချိန်မဟုတ်တစ်ချိန်ပြန်တက်လာမှာပါ။ဒါပေမဲ့ meme coin တွေလို NDM များနဲ့ coin တွေကိုတော့ရေရှည်ကြိုက်ဖို့မသိတာကြောင့်ရှောင်ဖို့လိုပါမယ်။ဒါကြောင့်ကိုဝယ်မဲ့ coin တွေကိုနည်းနည်းဆက်ဆက်သေးသေးချာချာလေးလာစစ်ကြည့်ရပါမယ်။လေးခုမြောက်နီလန်းက stoller order ထားတာပါ။ stoller ဆိုတာကကျွန်တော်တို့ crypto ကပမာဏတစ်ခုတည်းဈေးကျသွားရင်အလိုလျောက်ရောင်းထုတ်ပေးမဲ့နီလန်းပါ။ဥပမာဘေးကွန်ကို၈000မှာဝယ်ထားပြီးတော့ကိုယ်အနေနဲ့9% လောက်အဆုတ်ရှုတ်ခံနေတဲ့ဆိုရင်9600မှာ store လုပ်ထားလို့ရပါတယ်ဒါကြောင့်ဈေးထက်ကျသွားရင်တော့ကျွန်တော်တို့ရဲ့ဆုတ်ရှုတ်မှုကိုကန့်သက်ပေးမှာဖြစ်ပါတယ်ဒါပေမဲ့ဈေးကနကျပြီးတော့ပြန်တက်လာရင် store လောကြောင့်အမြဲရမယ့်အခွင့်အရေးကလွဲကျော်နိုင်တာကိုတော့သတိထားရပါမယ်ဒါကြောင့် store လုပ်ထားတဲ့အခါဈေးခွင့်လှုံ့ဆော်မှုကိုတေချာထွက်တွေ့ရပါမယ်နောက်ဆုံးနည်းလမ်းက leverage ကိုရှာပါ leverage ဆိုတာကချင်းငွေနဲ့ရင်းနှီးမြှုပ်နှံပြီးတော့အမြတ်ကိုချဲ့တွေဖို့ကြိုးစားတာပါဈေးကြတဲ့အခါမျိုးမှာ leverage တုံထားရင်အမြတ်မရပဲနဲ့စုံရှုံမှုကပုံများနိုင်ပါတယ်ချင်းငွေဖြစ်တာကြောင့် margin call လို့ခေါ်တဲ့ချင်းငွေပြန်ဆက်ဖို့ဖိအားပေးတာတွေအတိုးတက်တာတွေအကျွေးပေါ်အကျွေးဆက်တာတွေလည်းရှိလာနိုင်ပါတယ်ဒါကြောင့်ဈေးကြတဲ့အခါ leverage ကိုရှောင်ပြီးတော့ ကိုယ့်ရဲ့ကိုပိုင်ငွေကိုပဲရင်းနှီးမြှုပ်နှံပြီးတော့ရောင်းတာဝယ်တာလုပ်တာကပိုပြီးကောင်းပါတယ် crypto crash ဖြစ်တာကကြောက်ဖို့ကောင်းပေမဲ့ဒီ၅ခုကိုသိထားရင်ကျွန်တော်တို့ရဲ့ဆုံးရှုံးမှုတွေကိုလျှော့ချနိုင်ပြီးတော့အချင်းတွေကောင်းရင်အခွင့်အရေးတွေကိုပါရယူနိုင်ပါတယ်တတိထားရမှာကစိတ်ခန်းစားချက်ကိုထိပ်ပြီးစီကတကြ trade ဖို့တော့လိုအပ်ပါတယ် fomo ဒါမှမဟုတ် fud ကြောင့်အလီစလိုဆုပ်ပြတ်ချက်တွေကမလိုလောက်တဲ့ဆုံးရှုံးမှုတွေဖြစ်တတ်ပါတယ် crypto ဈေးတွေကကျတဲ့အခါလည်းရှိသလိုပြန်တက်လာတဲ့အခါတွေလည်းရှိပါတယ်2018မှာဘေးကွင်က65%ထိကျပေမဲ့2024မှာ မှာတသိအထိပြန်တက်လာခဲ့တာပါဒါတွေအလုံးကကျွန်တော်တို့မြင့်မြေပါပဲဒါကြောင့်စိတ်ရှိရှိထားပြီး smart ကြကြ trade ဖို့တော့အရန်အရေးကြီးပါတယ်ဒီအချက်တွေအပြင်မိတ်ဆွေတို့အသုံးပြုနေတဲ့ strategy တွေရှိရလဲပဲ comment မှာရေးခဲ့ပေးပါဦးမိတ်ဆွေတို့အနေနဲ့အခုလော crypto တွေဈေးကျနေတော့ဝယ်ချင်တယ်ဆိုရင် Binance account တစ်ခုရှိဖို့လိုအပ်ပါတယ် trading လုပ်တိုင်းမှာ deposit discount ရတဲ့ referral code ကို description မှာထည့်သွင်းပေးထားပါမယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနေပါဗျ။နောက်တဲ့ဒီလိုမျိုးဗီဒီယိုတွေအများကြီးလာအောင်မှဖြစ်တာကြောင့် channel ကို subscribe subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက်တဲ့ video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ